ခန်းရွတ်နေတဲ့အခါမှာတေချာစဉ်းစားပြီးတော့နားထောင်ကြည့်ဒီစကားလုံးလေးတွေပါတယ်နော်ဒါနန္တတဝါအလှလူပြီးတဲ့နောက်မှာတန်ထိုမိမိလှူခဲ့တဲ့ဒါနအခုသူကိုဂရုကတ္တဝါအလေးနဲ့ထားပြီးတော့ပစ္စဝေကတိဆင်ញင်စဉ်းစားတယ်တဲ့အော်ဆင်ញင်စဉ်းစားတာကအခုသူတခုဒါနန္တတဝါဒါနပေးလှူတာကအခုသူတခုဆိုတော့အခုသူဘယ်နှခုဖြစ်သွားတော့နှစ်ခုဖြစ်သွားတယ် အဲ့တော့လှူတာကတစ်ခါပဲလှူတယ်ပြန်စဉ်းစားတာအချိန်ချင်းစဉ်းစားလို့မရပြီဘူးလားဟုတ်ပါဘူး။ဩအချိန်ချင်းစဉ်းစားလို့ပြန်ပြီးတော့ရလာတယ်။ဩဒါနလို့ဆိုတဲ့ပကတအခြေခံကောင်းလေးတစ်ခုကိုအခြေပြုပြီးတော့နောက်ထပ်ကုသိုလ်တွေဇက်တိုင်ဇက်တိုင်ဇက်တိုင်ဖြစ်လာ။ဒီလိုဆလုပ်တယ်နော်။အဲ့လိုဇက်တိုင်ဇက်တိုင်ဖြစ်လာအောင်အလေးနဲ့ထားပြီးတော့ကိုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုကိုဆင်ခြင်စဉ်းစားပါတဲ့။ ဒါဥပနိသေယပစ္စည်းလို့ခေါ်တယ်။ကို့မှာတန်ဖိုးရှိတဲ့အရာလေးတစ်ခုရထားပါရဲ့တဲ့နဲ့ပြန်ပြီးတော့အခုလို့မစင်ញင်မစင်လာဘူးဆိုလို့ရင်ကုသိုလ်မရနိုင်ဘူးပေါ့။လူတုံးကရလိုက်တဲ့ကုသိုလ်လေးတစ်ခုပဲရမှာပေါ့။ဟောနောက်တစ်ခုကုသိုလ်ကောင်းမှုတစ်ခုကိုမြတ်စွာဘုရားရှင်းပြတယ်။သီလံတမာတိယိတ်တဝါတံကရုံကတ္တဝါပစ္စဝခတိလို့ဒီလိုဆို တိလာ ဆောက်တည်လိုက်တယ်ခေါဏကြည့်လေငါးပါးတိလာဆောက်တည်လိုက်ကြတယ်အားလုံးငါးပါးတိလာဆောက်တည်လိုက်တဲ့အခါကျတော့ကြည့်ပါဏာတိပါတာဝေရမဏိသိက္ခာပရံသမာရိယငါးပါးတိလာသူ့အသက်တချင်မှရှောင်းတယ်သူများဥစ္စာခိုးရမှရှောင်းတယ်ဆိုရဲအဲ့ဒီရှောင်းခြင်းမှုဆိုတဲ့တိလာကလေးတွေကိုကိုယ်တိုင်ဆောက်တည်လိုက်လို့တိလာသမာဒနာစေရနာဆိုတဲ့ကုသိုလ်လေးရထားပြီအဲ့ဒီကုသိုလ်ကိုပြန်ပြီးတော့အလေးနဲ့ထားပြီးတော့ ငါသူများတဲ့တချင်းမှာရှောင်ကျင်တဲ့သီလငါမှာရှိတယ်။ဟောသူများဥစားခိုးခြင်းမှာရှောင်ကျင်တဲ့သီလငါမှာရှိတယ်ဆိုပြန်ပြီးတော့အလေးနဲ့ထားပြီးတော့စဉ်းကျင်စဉ်းစားလိုက်မယ်ဆိုရင်ဒီသီလဆိုတဲ့တရားကိုအာရုံပြုပြီးတော့နောက်ထပ်ကုသိုလ်တွေဖြစ်လာတယ်။အဲ့ဒါကိုဥပနိဒေယပစ္စည်းလို့ပြောတာ။စောင့်တည်လိုက်တဲ့သီလသည်အာကြီးတဲ့အကြောင်းတရားဖြစ်ပြီးတော့နောက်ထပ်ကုသိုလ်တွေဟာစင်ငယ်စင်ငယ်အများကြီးဖြစ်လာမယ်။ တဏီကုံဆင်ញင်စဉ်းစားပြီးတော့ကိုယ်တီလာကိုတဏီကုံဆင်ញင်နေမယ်ဆိုရင်တဏီကုံကုသူတွေရနေမှာပဲကဲဘလောက်ကျင်နှက်เสียကောင်းတော့ပက်ဆန်ရှာရတာမှခက်သေးတယ်ကုသူဖြစ်ဖို့ခက်တလားမခက်ဘူးနော်သို့တော်ရလွယ်သလားဆိုတော့မရလွယ်ဘူးဘာဖြစ်လို့မရတာတော့ဆိုပမာဒမေးလျော့နေလို့မရတာတဲ့ကုသူကောင်းမှုပေါ်မှာမေးလျော့တယ်ဆိုတာကြောင့်မရတာခက်လို့မရတာမဟုတ်ဘူးနော်